ဟောကုသကောင်းမှုဆိုတာကြတော့ဘယ်လိုပြောတော့ကောင်းမှုဆိုတာကြတော့ဘယ်လိုစံနဲ့သတ်မှတ်ရတော့ဆိုတင်္ဆကမ္မံကတံတာဓုယံကတဝါနာနုတပတိတဲ့ဒီမှုမျိုးကတော့ကောင်းတယ်တဲ့ဘယ်လိုအမှုမျိုးတော့ဆိုရင်ယံကတဝါနာနုတပတိလုတ်ပြီးတဲ့နောက်မှာ စိတ်ထဲမှာ မပူရဘူးတဲ့ဝမ်းသာနေရတယ်ဟုတ်တယ်လေကုသကောင်းမှုလုတ်ပြီးရင်ဝမ်းသာနေရတာပဲ။ စွန်လေးတစုံလောင်းပြီးတဲ့နောက်ဝမ်းနေတယ်ဆိုတာရှိသေးလားရှိပါဘူးခင်ဗျာဖះရားကိုရေလေးတစ်ခွက်လှူပန်းလေးလှူပြီးတော့ဝမ်းနေရတယ်ဆိုတာရှိလားမရှိပါဘူးခင်ဗျာမရှိဘူးကောင်းတာလုပ်လို့ရှိရင်တွေးမိတိုင်းဝမ်းသာစရာလေးကြီးပဲဖြစ်တယ်ဒါကြောင့်မို့ကောင်းတဲ့အလုပ်ဟာဝမ်းသာမှုဖြစ်စေတတ်တယ်ဒီရှုထောင့်ကနေပြောရင်ဒါကောင်းမှုလို့သတ်မှတ်ရမယ်အဲ့ဒါဆိုလို့ရှိရင် နောင်တန်းဗရတ်တတ်တဲ့လူကအရက်ဝိုင်းသွားပြီးတော့အရက်လေးတစ်ခွက်တောက်ရင်ရောသူမှဝမ်းမသာဘူးလားဝမ်းသာမှာပဲသူလဲအဲ့ဒါကြတော့ဘလို့ပြောမလဲသို့တော့တောက်တဲ့အချိန်လေးဝမ်းသာပေမဲ့လို့ယောဂရလာတဲ့အခါကျတော့ဝမ်းနေစရာမဖြစ်ဘူးလားအေးဒီနေ့တစ်ချိန်ကျတော့အကုသိုလ်နဲ့ပျော်ပေမဲ့လို့အကျိုးပဲ ထုတ်လုပ်လာပြီဆိုရင်ဝမ်းနေစရာဖြစ်လာမှာပဲလေအခုတို့ကြုံမပေးသေးခင်တော့အကောင်းလေးတွေပျော်စရာလေးတွေလို့စိတ်ကထင်းနေသေးတာကိုဘာဖြစ်လို့တုံးဆိုရင်ဘာပဲဖြစ်ဖြစ်ရိုးစိတ်လေးတစ်ခုစိုက်ထားမပွင့်သေးဘူးမတီးသေးဘူးဆိုလို့ရှိရင်ဘာမှအကျိုးမပေါ်သေးဘူးလေပွင့်လာပြီတီးလာပြီဆိုတဲ့အခါကြလို့ရှိရင်ပန်းဆိုလို့ရှိရင်လည်းလှပမှုတွေ အသီးနှံဆိုလို့ရှိရင်လေအသုံးဝင်တဲ့အသီးနှံလေးတွေဒီလိုဖြစ်လာတာအကျိုးမပေးသေးခင်တော့ဟုတ်တယ်လို့လို့ရှိနိုင်တယ်အကျိုးပေးပြီဆိုရင်ဒါကြောင့်မို့ရှုထောင့်တစ်ခုကိုမြတ်စွာဘုရားထပ်ပေးတယ်လှုပ်ပြီးတဲ့နောက်မှာနောင်တ ပူပန်ရတယ်ဆိုတာတစ်ခု နောင်တ မပူရပန်ရဘူးဆိုတာတစ်ခုသူ့ရဲ့အကျိုးပေါ်လာတဲ့အခါမှာကောင်းမှုဆိုတာ အဲ့ဒီအကျိုးကိုခံစားရတဲ့အခါမှာဝမ်းမြောက်ဝမ်းသာပီတိသောမနတာဖြစ်ပြီးတော့အကျိုးခံစားရတယ်ဒါကုသိုလ်ရဲ့အကျိုးကအဲ့ဒါလို့ရှိတယ်အဲ့ဒါမျိုးကိုမြတ်စွာဘုရားကကောင်းမှုလို့သတ်မှတ်တယ်အဲ့တော့ကောင်းမှုနဲ့မကောင်းမှုကိုဒီနှစ်ခုကိုနှိုင်းရှင်ပြီးတော့မြတ်စွာဘုရားဟောထားတာမကောင်းမှုဆိုတာလောက်ပြီးတာနဲ့ပူပန်ရတယ်အကျိုးပေါ်တဲ့အခါမှာလဲဆင်းရဲတယ် ကောင်းမှုဆိုတာလုပ်ပြီးတာနဲ့ဝမ်းသာရတယ်အကျိုးခံစားတဲ့အခါမှာလဲဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်ဟောဒီနှစ်ခုနဲ့ဒီဆန်နဲ့သတ်မှတ်ပြီးတော့ကောင်းမှုမကောင်းမှုဆိုတာသတ်မှတ်ပြဒါကတစ်ခု